လုပ်ငန်းမှာရင်မှန်းချက်တွေမြင့်မားလာတာနဲ့အမျှပေါ့နော်ကျမတို့ရဲ့အလုပ်ပမာဏတွေကများလာပြီးတော့စိတ်ဖြစ်စီမှုတွေဖိအားတွေနဲ့ကျမတို့မကြကနာဆိုသလိုရင်ဆိုင်ကြုံတွေ့နေရတတ်ပါတယ်အဲ့တော့ဒီနေ့မှာတော့အလုပ်ကဖိအားတွေများလာလို့ရှိရင်ကျမတို့ဒါကိုဘယ်လိုကင်တွယ်ဖြေရှင်းရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မျှဝေပြီးသွားပါမယ် ပထမဆုံးအနေနဲ့ကတော့ကျမတို့ကအလုပ်တွေကိုအစီအစဉ်အလိုက်ကိုခွဲခြားတတ်ဖို့လိုအပ်ပါတယ်။ဒီအချက်ကဘာကြောင့်အရေးကြီးတာလဲဆိုလို့ရှိရင်တော့ဖိအားများတဲ့အခါမှာအလုပ်တွေအားလုံးကိုကျမတို့ကတပြိုင်တည်းထဲလှုပ်ချင်တဲ့စိတ်ကပိုပြီးတော့ကျမတို့ကိုဖြစ်စီမှုတွေဖြစ်စေပါတယ်။အဲ့တော့အရင်အစားပဲအလုပ်တွေကအရေးကြီးဆုံးနဲ့အချိန်အကန့်အသတ်ရှိဆုံးလဲဆိုတာကိုခွဲခြားပြီးတော့စရင်ပြုစုလိုက်မယ်ဆိုလို့ရှိရင်ခက်ခဲတဲ့အလုပ်ကြီးတွေကိုကျမတို့ကအပိုင်းငယ်လေးတွေအဖြစ်ခွဲလိုက်ရလဲရောက်ပါတယ်။ အဲ့လိုလုံးဆောင်ခြင်းအပြင်လည်းကျမတို့ရဲ့စိတ်ဖိစီးမှုတွေအစားဘဲအရာကို အရင်လုံးဝမလဲဆိုတော့ရှင်းလင်းမှုကိုရရှိသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဒုတိယအချက်အနေနဲ့ကတော့ကျမတို့ကအမ်ဟိုပေါ့ရှင်းရှင်းလင်းလင်းစကားပြောပြီးတော့ညင်ဆန်တက်ဖို့လည်းလိုအပ်ပါတယ်ကိုယ့်ရဲ့အချိန်နဲ့စွမ်းအင်ကိုကာကွယ်တာကလည်းကျမတို့ကကိုယ့်ကိုယ်ကိုတာဝန်ယူတာပဲဖြစ်ပါတယ် နောက်ဆုံးအချက်အနေနဲ့ကတော့ကျမတို့ခဏတာအနားယူဖို့လိုအပ်ပါတယ်။တချို့လူတွေကတော့ဒီအချက်ကိုမေ့နေတတ်ကြပါတယ်။ဒါပေမဲ့ကျမတို့ရဲ့စိတ်ဖြစ်စီမှုကအထုအထိတ်ကိုရောက်နေပြီဆိုလို့ရှိရင်တော့ကျမတို့ခဏအနားယူတာအသက်ရှူသွင်းရှူထုတ်တဲ့လေ့ကျင့်ခန်းလေးတွေလုပ်တာဒါမှမဟုတ်လို့ရှိရင်လည်းလမ်းလျှောက်တာဒါတွေကကျမတို့စွမ်းအင်တွေပြန်ပြေးလာဖို့အတွက်ကိုအကောင်းဆုံးနည်းလမ်းတွေဖြစ်ပါတယ်။အဲ့တော့ဟိုစိတ်ရဲ့အရန်လောင်ကျွမ်းနေတဲ့အချိန်မှာပေါ့နော်ဆက်လက်ပြီးတော့ဒါလုံး အလုပ်တွေကိုဆက်လုပ်နိုင်မယ်ဆိုလို့ရှင်တော့ထိရောက်မှုမရှိပါဘူး။အနားယူတာကပြင်းရင်ချင်းမဟုတ်ဖဲနဲ့ဖိအားတွေကိုထိန်းချုပ်ပြီးတော့ရေရှည်မှာပုံပြီးတော့ productive ဖြစ်စေပါတယ်။အဲ့တော့ကျွန်မဒီနေ့မျှဝေပေးခဲ့တဲ့အထဲမှာဆိုလို့ရှင်အလုပ်တွေကိုအစီအစဉ်လိုက်လုပ်တာရှင်းရှင်းလင်းလင်းအတိတ်ကြကြနဲ့အချိန်နဲ့တကွပြောဆိုပြီးတော့တချို့အလုပ်တွေကိုညှင်းဆန်တတ်တာခဏတာအနားယူတာဒါတွေကိုကျွန်မတို့အာအသုံးပြုသွားမယ်ဒီနည်းနည်းလေးတွေကိုသုံးသွားမယ်ဆိုလို့ရှင်တော့ကျွန်မတို့လုပ်ငန်းခွင့်မှာစိတ်ဖြစ်စီမှုတွေကိုကျွန်မတို့အထူးထိရောက်နဲ့ဂိုင်တွယ်ဖြစ်ရှင်းနိုင်မှာပဲဖြစ်ပါတယ်။